အလုံးမင်္ဂလာပါဒီနေ့ဂျွန်လ10ရက်နေ့ဂျွန်လ10ရက်နေ့မှာတော့ကိတည်င်းထူတွေတည်င်းကောင်းတွေကျွန်တော်တို့ကြားမှာဖြစ်တယ်ဆိုတော့အဲ့ဒီတည်င်းထူတည်င်းကောင်းတွေထဲကနေပြီးတော့ကျွန်တော်ဒီနေ့ပထမဆုံးရွေးချယ်ပြီးတော့ပြောချင်တဲ့တည်င်းတစ်ခုကတော့နော်ကချင်းပြည်နယ်နော်ကချင်းပြည်နယ်လုံခင်းမှာဆိုလို့ရှိရင်တော့စက္ကစတွေကဒီကြောက်စိမ့်လုတ်ွက်တွေကိုအတိအကပြင်မှတ်ထားပြီးတော့ပုံချေးတယ်နော်ပြီးလို့ရှိရင်တော့ back four တွေစက်ကရီးယာတွေကိုနေပြီးတော့ မီရှိုးဖြစ်စေတယ်ဆိုတော့အဲ့ဒီကနေပြီးတော့ပြန်လာတဲ့မအလာရဲ့အက်ကားတွေကိုနေပြီးတော့ဒီဖက်ကနှစ်ဆက်တိုက်ကြားဖြတ်ပြီးတော့သမလိုက်တာနော်ရောက်ပေါင်း20နော်20မလ်ကီယာဖြစ်သွားတယ်မြေဩဇာတွေဖြစ်သွားတယ်နောက်တစ်ခုကတင်းတိုင်တိုင်ဒီဒွေခရိုင်ဒီထိုင်းနေဆက်ပေါ့နော်ဒီအစ်ဒစ်ပြရတော့ဒီဒီနေ့တိုင်တိုင်ထိုင်းနေဆက်တလျှောက်မှာရှိတဲ့စက္ကဆိုင်ရဲ့စခန်းအားလုံးကိုပြီးတော့ကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်နေတယ်ဒီနေ့ကတော့ကျွန်တော်တို့ စခန်းထပ်ပြီးတော့တစ်ခုကိုထပ်လို့တိုင်းတယ်အဲ့ဒါက point 2566အဲ့ဒီစခန်းကို body scan လို့လည်းခေါ်တယ်နော် KNLA နဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့အဲ့ဒီမှာတက်ပြီးတော့ဖိန်းလိုက်တယ်အစ်ဒီပြရတော့ဒီနေ့ဆက်တလျှောက်မှာဒီတနေ့တိုင်းတိုင်းဒွေခရိုင်နေ့ဆက်တလျှောက်မှာ KNU ကအကုန်လုံးထိန်းချုပ်လိုက်ပြီဆိုတဲ့ဟာကိုဒီ KNU ကဒီနေ့ထုတ်ပြန်တယ်ဆိုတော့စခန်းကိုကိုသိမ်းလို့ရတယ်အဲ့ဒီပါစက္ကဆရဲ့လူတွေကခွေးပြွေးပြေးပြေးကုန်တယ် အဲ့ဒီမှာရှိတဲ့စကားစတွေကိုလည်းအကုန်လုံးထိန်းချုပ်ထားတယ်။ဒီကတော့ဟိုမှာဒီမှာဘယ်မှမဖောက်လို့မရတော့ဘူး။သူတို့လှုပ်ရှားလို့မရတော့ဘူး။သူတို့စီးပွားတွေမလုပ်လို့မရတော့ဘူး။ဂိတ်တွေဖွင့်လို့မရတော့ဘူး။အဲ့ဒီဟာတွေကိုအကုန်လုံးထိန်းချုပ်လိုက်ပြီဆိုတဲ့ဟာကို KNU ကနေပြီးတော့ one band တပါနောက်တဲ့ဒင်းတွေထုတ်ပြန်တာကိုတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကစကိုင်းတိုင်းဒီတဲ့င်းကတတိမီဒီယာလော့ကတစ်ခုလုံးပြည့်ပြည့်စုံရေပန်းစားတဲ့တဲ့င်းတစ်ပုဒ်ဖြစ်တယ်။အဲ့ဒါကငှက်ကင်ငှက်ကင်ဆိုတာကျွန်တော်တို့ တော်တော်ကိုကြားချင်ရတဲ့တည်င်းတစ်ခုပုံဖြစ်တယ်အဲ့ဒါကတိုက်လေပြန် jet fighter တစ်စီးကိုနေပြီးတော့ဒီဘလဲမှာရှိတဲ့ PI လေးတပ်ဖွဲ့ကနေပြီးတော့ပြစ်ချလိုက်တယ်နော်ပြစ်ချလိုက်တော့ပြုတ်ကျတယ်ဘုံဒီကြောင်းဝင်းထိမှနေပြီးတော့ပြုတ်ကျတယ်ပြုတ်ကျတဲ့မိလောင်တဲ့ဒီဗီဒီယိုဖိုင်ကိုနေပြီးတော့တတိယမီဒီယာလော့ကမှာပြေးပြေးဆင်အောင်ကျွန်တော်တို့တွေ့ရမယ်လူမှုကွန်ရက်တွေမှာတချို့လူတွေမှာအများကြီးအများကြီးနော်ကေကိုရေပန်းစားတဲ့ jet fighter ကိုပြစ်ချတဲ့မိလောင်တဲ့အဲ့ဒီမှာလင်းရင်မိုးအကောင်ဦးကောင်းတွေနော်မိလောင်ကျုံးနေတဲ့ ူရဲ့အဝစားတွေကိုခံထားတွေပိုင်းစားတွေကိုပြန်ပြီးတော့ရတယ်เนาะပြန်ပြီးတော့ရတယ်ဆိုတော့ထုံးစံတိုင်းပဲကျွန်တော်တို့ဟိုဖက်တစ်ဖက်ကိုချိန်မယ်ဆိုလို့ရှိရင်တော့เนาะဒီမဟာလာဖက်ကသူရဲ့လူတွေကဒီအချာချာအဓိကအဖြစ်ပြန်ချရဲ့အချာချာကဘလို့လိမ်ပြန်လဲဆိုလို့ရှိရင်အဲ့ဒီမှာအမောင်းတင်လေးရမြတစီကနေပြီးတော့ကျဆက်ချုံချုံပြီးတော့ပြတ်ကျသွားတယ်ဟောတော့ခေါကခင်ပြည့်တော်လက်တွေလိုပဲဆက်ချုံချုံပြီးတော့တော်တော်ကိုပြတ်ကျတယ်ဆိုတော့အဲ့ဒါမှာကျွန်တော်တို့အားရမှစကားတစ်ခုရှိတယ်အဲ့ဒါကဆက်ချုံချုံပြီးတော့ပြတ်ကျတယ် အဲ့ဒါကောင်းတယ်နော်အဲ့ဒါမြောင်မြောင်ဖြတ်ကြလေးလေးကောင်းတယ်လေးပဲနော်အခုကထူးဆန်းမှုကပါလို့ဆိုလို့ရှိရင်ဒီစကိုင်းတိုင်းပလဲမျိုးတွေမှာရှိတဲ့ကန်တောင်ရစ်ခမ်းကိုတင်ပိုက်ဖို့အတွက်အဲ့ဒီမှာစစ်ကြောင်းထိုးတယ်အဲ့ဒီမှာဖြူစောထီးတွေစစ်သားတွေအဲ့ဒီမှာအများကြီးရှိတယ်ဆိုတော့ရောက်ပေါက်ထောင်လေးချီလို့ရှိတယ်အဲ့ဒီရစ်ခမ်းကိုအကုန်လုံးဝိုင်းထားပြီးသားဖြစ်တယ်အဲ့ဒါကိုလီယန်ကလာပြီးတော့ဘုံချေးတာလုံထောင်လေးချီပဲပြစ်တာအဲ့ဒီကြားနေပြီးတော့ဒီတော်လန်ရဲ့အဖွဲ့တွေကပြစ်ချလိုက်တယ်ထိတယ်ဆိုတော့မီလောင်ပြချသွားတယ် အဲ့ဒီမှာတကယ်အားရစရာကောင်းတာကလေရမူးနော်လေရမူးသူ့ရဲ့ဒီဥခေါင်းကိုနေပြီးတော့မီးလောင်ကျွမ်းတာအဲ့ဒါကောင်းတယ်ဘာဖြစ်လို့ဆိုတော့သူတို့ရဲ့ဥနှောက်ကအတော့မကြဘူးအဲ့လိုမျိုးမီးလောင်တာပဲထိုက်တန်တဲ့ဆိုတော့နော်နမိတ်ကိုကျွန်တော်တို့တွေ့ရနေမယ်နော်ဆိုတော့ခေါင်းကိုမီးလောင်တာနော်လောင်ကျွမ်းတာဆိုတော့အခုဒေါ်လာရဲ့ဖွဲ့တွေကပြစ်ချတာဒီနေ့ဖို့မှာဆိုလို့ရှိရင်တော်တော်ကိုလေရန်ပြန်တွေကျွန်တော်တို့ပြစ်ချနိုင်တာကိုတွေ့ရတယ်ဆိုတော့အတိတ်ပြရတော့ဒီလေရန်ပြန်ရဲ့ခန်းငါတာ ဆုံးခန်းတိုင်တာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒါကဗလင်းနေမှာစစ်ပွဲအကြီးကြီးတိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့စခန်းကိုသိမ်းနိုင်ဖို့အတွက်ကတော့သူစခန်းထဲမှာဝင်တဲ့အခါမှာကြားလို့ရှိရင်သူတို့ကမြေမြုပ်တဲ့မိုင်းတွေများကြီးထောင်ထားတယ်ထောင်ထားတဲ့အခါကျတော့အဲ့ဒီမှာဝင်ဖို့အတွက်တော်တော်ကိုရှင်းလင်းอยู่ရတယ်ဆိုတော့အဲ့ဒီအရာကိုမနေ့ကလည်းကျွန်တော်တို့တွေ့ရလိမ့်မယ်ဒီနေ့ကတော့လျင်ပြင်ပြစ်ချလိုက်တယ်เนาะအဲ့ဒါကိုတကက်ဝန်ပတ္တာနဲ့တော်လိုင်းရင်တပ်ဖွဲ့လေးเนาะအဲ့ဒီမှာသွားရောက်ပြီးတော့ချစ်ရှုတယ်အဲ့ဒါကအဝေးမှာကြာတာမဟုတ်ဘူးတောမှာကြာတာမဟုတ်ဘူးဘုန်းကြီးကျောင်းရဲ့ကျောင်းဝင်းထက်မှာ လုတ်ချလာဖြစ်တယ်အဲ့ဒီမှာအဆောင်တွေနဲ့မီးလောင်တာတွေ့ရလိမ့်မယ်အဲ့ဒီအကျွန်းချင်းရဲ့ဓာတ်ပုံတွေနဲ့ဒီဘက်ကတော်လိုင်းရဲ့ဓာတ်ဖွဲ့တွေရဲ့ဓာတ်ပုံတို့ကကျွန်တော်တို့တွေ့ရမယ်နော်ဆိုတော့အဲ့ဒါကကိအားရစရာကျွန်တော်တို့အလိုချင်းဆုံးအကြာချင်းဆုံးလေရမူးတွေရဲ့တည်ဆုံမှုပြီးလို့ရှိရလေရပြန်ပျက်စီးမှုအဲ့ဒီဟာတွေကကျွန်တော်တို့နော်တကိကြားချင်းနဲ့တည်နေပုံဖြစ်တယ်ဆိုတဲ့ဟာကိုတော့တွေ့ရမယ်နောက်တစ်ခုကရန်ကုန်တိုင်းမော်ဘီလီတက်ဌာနချုပ်အဲ့ဒီဟာကနေပြီးတော့အသေးခံဘုံနေပြီးတော့ပြည့်တယ်အဲ့ဒီဟာလည်းတည်နေကောင်းပဲနော်အဲ့ဒီမှာဘူကြီးမိုးဝေကျော် ဆိုတဲ့လိုအပါဝင်နှစ်ယောက်တည်ဆုံးတယ်တော်တော်ကိုထိခိုက်တန်ရာရရှိတယ်အများပြအဲ့ဒီတည်င်းကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကကျွန်တော်တို့ကာမီကာစီလို့ခေါ်တဲ့အသေးခံဘုံကအသေးခံတုံးနေနေပြီးတော့အဲ့ဒီမှာမော်ဘီလေတက်ဌာနချုပ်ကိုနေပြီးတော့ပြစ်တာဆိုတော့အဲ့ဒီမှာအကောင့်ကြီးတကောင်ပါတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာနှစ်ယောက်တည်တာပေါ့အဲ့ဒီအကောင့်ကြီးနဲ့ဆိုတော့တခြားလူတွေကြတော့တော်တော်ကိုထိခိုက်မှုတွေရှိတယ်ဆေးရုံမှာအာဖာကုံဆေးရုံကားတွေပြေးပြီးတော့နော်အဲ့ဒီမှာဝင်ပြီးတော့သူတို့ဆေးရုံကိုအသေးအံ ေထုတ်နေရတယ်ဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့ကြားရတယ်မနေ့ဖြစ်ရတော့ဒီတင်ကတော့ဆက်ပြီးတော့လောင်းမှာဖြစ်တယ်ဘာဖြစ်လဲဆိုတော့ဒီဆုံးမဘလောက်အများဆုံးတည်ဆုံးသွားလဲဒဏ်ရာရတဲ့လူကဘလောက်ရသွားလဲနောက်ထိခိုက်ပျက်စီးမှုကဘလောက်ရှိလဲဆိုတဲ့ဟာကိုမနေ့ဖြစ်ဆက်ပြီးတော့ဒီတင်ကတက်လာမှာဖြစ်တယ်ဒီနေ့ကတော့နင်းနေပါပါပဲကျွန်တော်တို့တက်လာမှာဖြစ်တယ်ထုံနေလောက်ကောင်းလဲကျွန်တော်တို့အခုနောက်ကဘလေးကန်ကြီးမှာပြစ်ချတဲ့အဲ့ဒီလျင်ပြန်လေထုံနေလောက်ကောင်းလဲကျွန်တော်တို့မနေ့ဖြစ်ဆိုပို့ပြီးတော့ဆောင်လာလိမ့်မယ်နောက်တစ်ခုကရခိုင်ပြည်နယ်ရဲ့တိုက်ပွဲရခိုင်ပြည်နယ်ရဲ့တိုက်ပွဲမှာဆိုလို့ရှိရင်တော့ဒီကြောက်ဖြူ ဒီကြောက်ဖြူရည်နဲ့စိတ်ကမ်းမှာရှိတဲ့ဒီအဲ့ဒီမှာဆိုလို့ရှိရင်တရုတ်ရဲ့စစ်သားတွေရှိတယ်။အရင်တရက်နေရတုန်းကဆိုလို့ရှိရင်သူတို့ကနေရာအယောက်ပေါက်20ကျော်เนาะဒုံတက်ဖွဲ့တယ်เนาะသူတို့ကိုယ်တိုင်ဦးစီးတယ်အဲ့ဒီမှာတယောက်သေးတယ်အဲ့ပြီးတော့50เนาะထပ်ပြီးတော့သူတို့ဘာဝင်တက်ခိုင်းမှုတွေရှိတယ်ဆိုတဲ့ဟာကိုလေဟိုတရက်နေရကတင်းတွေတက်လာတယ်ဒါပေမဲ့ A ကဆက်ဆက်ဆက်ပြီးတော့တိုးလာတယ်အဲ့ဒီမှာသူတို့မနေရတော့ဘူးเนาะအဲ့ဒီကြောက်ဖြူစီမံကိန်းမှာတကယ်အရေးကြီးတဲ့တရုတ်တွေရှိတယ်အဲ့ဒီမှာတကယ် technical ဘိုင်းဆိုင်ရာเนาะကျုံချိန်တဲ့လူတွေရှိတယ်ဆိုတော့အဲ့ဒီနေရာမှာသူတို့တရုတ်တွေမနေရတော့ဘူး เนาะအခုကတဖြုတ်ဖြုတ်ထွက်ပြေးကုန်ကြတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီနေ့သတင်းမှာတွေ့ရတယ်ဆိုတော့အတိတ်ပြတော့ဒီကြောက်ဖြူရင်းနဲ့စက္ကန့်ကတော့အချိန်မကောင်းတော့ဘူးတရုတ်တွေတိုက်ကူပဲမဲ့လုံးဝမမှုဘူးเนาะအဲ့ဒီ AA ကဆိုတော့ကျွန်တော်တို့ဒီနေ့မှာပြန်ပြီးကြည့်အောင်เนาะ AA ကအတိတ်ကเนาะကျွန်တော်တို့တခြားပြည်နယ်တွေနဲ့မတူဘူးသူကလေတက်လေသူခံရတယ်ပြီးလို့ရှိရေတက်ရေတက်လေသူခံရတယ်ကြီးတက်၃ခုစလုံးဟာဒီမဟာလာမှာရှိတဲ့ဒီ၃ခုစလုံးနဲ့ရင်ဆိုင်နေရတယ်ဒါအပြင်ကျွန်တော်တို့တရုတ်တရုတ်ရဲ့စစ်တပ်တွေရဲ့ အောင်ပတ်သက်မှုလည်းသူတို့ခံရတယ်ဆိုတော့အဲ့ဒီလိုမျိုးကြမ်းကြမ်းခံပြီးတော့ကိုဒီကြောက်ဖြူရင်းတဲ့စိတ်ကန်းကိုဖြည်း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 နဲ့တော့ပျက်စီးဆုံးရှုံးမှုအ ਨੇ ဆုံးဖြစ်အောင်သူတို့ချင့်ကတာဖြစ်တယ်တကယ်တမ်းဝုန်းတိုင်းဝင်နေဆိုလို့ရှိရင်တော့အဲ့လိုမျိုးကြောက်ဖြူစိတ်ကန်းဟာဆိုလို့ရှိရင်အကုန်လုံးပျက်စီးသွားမယ်တရုတ်ဒေါ်သာထွက်မယ်တရုတ်ဒေါ်သာထွက်လို့ရှိရင်လုံးမီလောက်ရလုံးမဆိုးလို့တင်း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 နဲ့ပဲနေလောက်ယူရတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရမယ်နောက်တစ်ခုကဒီစစ်တွေနော်စစ်တွေမှာတကယ်ဒါကဆာနဲ့တမိုင်ခွဲမှာရှိတဲ့အဲ့ဒီ စခန်းကိုနေပြီးတော့ဝင်ပြီးတော့တိုက်တယ်ငါဝင်ပြီးတော့တိုက်တယ်အဲ့ဒီမှာစစ်တပ်ရင်ကဘလောက်ရှိလဲဆိုလို့ရှိရင်တော့ရောက်ပေါင်း200ကျော်ရှိတယ်ခင်ဗျအဲ့ဒီမှာတော်တော်ကိုရှိတယ်သူတို့ကြီးရွာတဲ့ခါကျတော့အဲ့ဒီမှာသူတို့ကနမောနမေဖြစ်တယ်နော်နမောနမေဖြစ်တဲ့ခါကျတော့မို့တဲတန်ရွာနေတဲ့အချိန်မှာသူတို့အိပ်ပြီးတော့ကိုယ်နေတဲ့အချိန်မှာဝင်ပြီးတော့ဆောင်းလိုက်တာနော်ဆောင်းလိုက်တာအဲ့ဒီမှာတန်ချက်ကကားနစီကိုမီရှုဖြစ်စီနိုင်တယ်အဲ့ဒါကဒီစစ်တွေဒါကဆာနဲ့တမိုင်ခွဲတာပွားတယ်နော်တမိုင်ခွဲပြီးရှိတယ်ဆိုတော့အဲ့ဒါကဂန်ကောကျွန်းလို့ခေါ်တယ်ဂန်ကောကျွန်းစခန်း နော်အဲ့ဒီဟာကိုဝင်ပြီးတော့စီးတာနော်ပိုင်စီးတာဆိုတော့အဲ့ဒီမှာဒီခါကျဆုံးမတော်တော်များတယ်ပြီးလို့ရှိရင်တော့သူတို့ကပြ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 တယ်ပြပြတော့အဲ့ဒီတန်ချက်ကကားတွေဘာတွေအကုန်လုံးပြည့်စည်တယ်ကိုသူတို့မီရှုပြည့်စည်တယ်ပြလို့ရှိရင်တော့သူတို့ program နဲ့တိုက်ဆုံသွားတယ်ဘလို့ပြောမလဲရှောင်းတစ်ခွင်ဝင်ပြီးတော့တိုက်တာပေါ့နော်ရှောင်းတစ်ခွင်ဝင်ပြီးတော့တိုက်တဲ့ခါကျတော့သူတို့တော်တော်ကိုကြားဆုံးမှုတွေရှိတယ်ဆိုတဲ့ခါကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကအယုချီရဲ့ဒီသမဒပြောရဲဆိုခွင့်ရှိတယ်လို့ပေါ့သမဒယုံရဲ့ပြောရဲဆိုခွင့်ရှိတယ်လို့နော်သမဒကတော့ဟိုမှာကချင်းပြည်မှာရှိတယ် အဲ့ဒီသူရဲ့ပြောရေးဆိုခွင့်ရှိတဲ့လူကသမတယုံနော်သမတယုံရဲ့ပြောရေးဆိုခွင့်ရှိတဲ့လူကဒီအမေရိကမှာရှိတယ်နော်ဦးကျော်စွာနော်ဦးကျော်စွာသူကဒီအယူကြီးရဲ့သမတအရာကြီးသမတကနိုင်ငံခြားကလူတွေပြန်လာတော့ခေါ်တယ်သူမပြန်ချေဘူးနော်ချက်ကင်ချက်ကင်နဲ့ပြောတယ်ပြောပြီးတဲ့နောက်ပိုင်းမှာတချို့လူတွေကြတာဆိုဝေစွာဆွေးရောဘာတို့တော့မှပြန်လာပြီနော်ဒီဂျော်ဝေဆိုးပေါ့နော်ဒီကျမ်းမာရင်းနှီးမှုကြီးဌာနကသူများတွေချစ်စလုံးနဲ့သူ့ကိုခေါ်တယ်နော်အဲ့ဒါကိုဆွေစွာဆိုးဆိုတော့ သူကလည်းတကယ်မြေပြင်မှာရောက်နေပြီဆိုတော့မရောက်တာကခုနကသမတယုံကဒီပြောရဆိုခွင့်ရှိတဲ့လူဦးကျော်စောနော်ကျော်စောကတော့ဟိုးကနေပြီးတော့လူတွေကိုကြိုးကင်နေတယ်နော်သူ့ကိုခေါ်တယ်သူမပြန်ချင်ဘူး check in check in နဲ့သူ interview တစ်ခုမှကျွန်တော်တို့ကြားလိုက်မယ်ဆိုတော့အဲ့ဒီအတိုင်းပဲနော်မပြန်တဲ့ခါကျတော့သူ့ကိုထုတ်လိုက်တယ်နော်ဒီနေ့ကတော့အဲ့ဒီ UNG ရဲ့ အမှန်တပြောရဲဆိုခွင့်ရှိတယ်လို့ဥကျော်စွာအနားယူလိုက်ပြီဆိုတဲ့ဟာကိုကျွန်တော်တို့ကြားတယ်ဒါတော့ဝန်သားတဲ့သတင်းတစ်ခုပဲเนาะဝန်သားစရာသတင်းတစ်ခုပဲဘာမှအကောင်မကြောက်ဟုတ်နိုင်ငံခြားမှနေပြီးတော့ဘာမှစိတ်မပြေနဲ့ဘာမှမထီမဆိုင်ပဲနဲ့ဆရာကြီးတွားပြီးတော့လုပ်နေတယ်အဲ့ဒါကိုဖြုတ်ပြနေကြာပြီကျွန်တော်ရဲ့အမြင်ကတော့ကျွန်တော်ကတော့တော်တော်ကိုစိတ်ထင်မှကြည်ညူးတယ်ဘာဖြစ်လို့ဆိုတော့ဒီလိုတွေဘာမှလုံးမလုံးနဲ့နိုင်ငံခြားမှတကယ်ပြင်းပြင်းတွေအရင်ကလိုတကယ်စိုးရင်စရာရှိတဲ့နေမြေတွေလည်းမဟုတ်တော့ဘူးနေမြေတွေအများအပြားကိုတိမ့်ပိုက်ရရှိပြီဒါပေမဲ့နိုင်ငံခြားမှဖက်တွေပြီးတော့ကိုနေတာ เนาะไอ้ဒီမှာသူရဲ့ reason မှာပါပြောထားလဲဆိုလို့ရှိရင်အမဒါရဲ့ပြောရစခွင့်ရှိတဲ့ဒီလုပ်ငန်းကိုရပ်ပစ်လိုက်တာဒါပေမဲ့သူ ਨੇ ဆက်လက်ပြီးတော့မမဟာဘူဟာမြောက်တွေ့ပြီးတော့အလုတ်ကင်ကိုဆက်လက်ပြီးတော့လုတ်ကင်မယ်ဆိုတဲ့ဟာကိုသူပြောတယ်။နောက်သူအနာယူကြချင်းရဲ့အဓိကအကြောင်းရင်းကသူ့မှာအမေဦးလို့ရှိတဲ့တဲကြီးတဲ့လူလို့ရှိတဲ့အဲ့ဒီမှာသားသမီးလို့ရှိတဲ့သူတို့ကနိုင်ငံခြားမှာအကုန်လုံးရောက်ကုန်တယ်။အဲ့ဒါကြောင့်သူ ਨੇ နော်အဲ့ဒီတာဝန်ကိုအဲ့ဒီနေရာတွေကိုအကုန်လုံးဆုံးပြည့်ပြီးတော့နော်သူ့ကိုပြန်ဖို့ဆိုတာတော်တော်အခက်အခဲရှိတယ်စသည်ဖြင့်စသည်ဖြင့်နော်သူ reason နဲ့ပေးတာနော်အဲ့ဒီဘေးကတော့ဒီမှာပိုင်ဆိုင်မှုတွေအများကြီးရှိနေပြီကားရှိပြီအိမ်ရှိပြီဒါမိသားစုလည်းအကုန်ရှိတယ်အဲ့ဒါကိုနေပြီးတော့ခြံထားပြီးတော့မပြန်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဆိုတော့ဒီဥစ္စာကိုမဲ့တဲ့ဒီဝန်ကြီးတွေကိုထားရတာဘာလို့မှလဲနော်ဘာလို့မှလဲနော်သူတို့ကအလကားသူမျိုးကိုရင်ကနေပြီးတော့အဝေးကနေပြီးတော့အမိတ်ပေးတယ်ညုံချားတယ်ဘာမှလည်းအတော့မကြဘူးဆိုတော့ဒေါ်လာရင်းနေမြေတွေဒီလောက်ရှိတာမပြန်တာက နော်သူ့အတွက်ကတော့တကယ်မပေးသင့်တော့ဘူးနော်အခုဒီလိုထွက်တယ်ဆိုတာတော်တော်ကိုဝန်သာအားရမှုရှိတယ်ကျွန်တော်ကတော့နော်ဆိုတော့သူကတော့သူကြားလို့ရှိရင်တော်တော်ကိုအာတော်တော်အညို့အတင်းလို့ရှိမှာပဲနော်တော်တော်ကိုစိတ်ထိမှမကြင်မနှက်ဖြစ်မှာပဲဒါပေမဲ့ဝန်သာစရာနော်မကောင်းတဲ့လူတွေကိုအကုန်လုံးဖိတ်ထုတ်ရမယ်အဲ့ဒါမှဒီအယူကြီးကသူ့ရဲ့ improve ဖြစ်မှာပေါ့နော်တူတက်မှုတွေရှိမယ်နောက်တစ်ခုကဒီ shine တောင်ဖက်မှာပေါ့နော်စေးရဲတွေကိုအတူဆောင်ရွက်နေတယ်ဆောင်ရွက်နေတဲ့အခါကျတော့အဲ့ဒီ tolerance တွေပါပဲအဲ့ဒီဒနုတောက်ကပေါ့နော်ဆိုတော့အဲ့ဒီမှာ shade မှာဒီသူ့ရဲ့ရေးပေါ်တွေကို သွားပြီးတော့ကြိုတယ်နော်သွားကြိုတဲ့အချိန်မှာနောက်ကနေပြီးတော့ဒါနဲ့ထိုးတယ်အဲ့ဒီပိုရဲ့နာမည်ကတော့ဘူမီခေနော်အဲ့ဒါက DSNDA လို့ခေါ်တဲ့ဒနုပြည်အမျိုးသားကပွေရဲ့တပ်ပေါ့ဒီပိုကြီးတယောက်ပေါ့နော်ပိုမီခေဆိုတဲ့လူကိုသူတို့ချက်ချင်းသူတို့ဓာတ်ထိုးပြီးတော့တတ်လိုက်တယ်နော်အဲ့ဒါလုတ်ကြံခံရတာပေါ့နော်အဲ့ဒီတင်းလဲကျွန်တော်တို့စိတ်မကောင်းစရာအချင်းချင်းထင်မှာနော်သူတို့လုတ်ကြံတာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဒီလာရှော လာရှုဖက်မှာပေါ့နော်လာရှုဖက်မှာရှမ်းမြောက်ဖက်မှာဆိုလို့ရှိရင် MNDA တင်ပိတ်ထားတဲ့မြို့တင်နီမြို့တင်မီနီမြို့ဟာဆိုလို့ရှိရင်တရုတ်ပြည်ရဲ့အပိုင်းအစတစ်ခုဖြစ်နေပြီးအဲဒီမှာလူတွေကဆိုလို့ရှိရင်တရုတ်ပြည်ကလူတွေတော်စီးပွားတွေလာလုပ်နေတယ်ဆိုတဲ့ဟာကိုမနေ့ကကျွန်တော်တို့သတင်းကြားတယ်ဒီနေ့ကတော့နော်အဲ့ဒီဟာကိုနေပြီးတော့မအလာကိုပေးဖို့အတွက်ဒီစက်တင်ဘာလနောက်ဆုံးနော်စက်တင်ဘာလမှာအပြီးပေးဖို့အတွက်ပြင်ဆင်နေတယ် MNDA ကအစ်ပြေတော့လာရှုတစ်ခုတည်းမဟုတ်တော့ဘူးတင်နီကိုပါပေးမယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းထပ်တော့တက်လာတယ် ါဒါလည်းတည်င်းဆိုးပဲเนาะတည်င်းဆိုးပဲเนาะသူတို့သိလို့ရတဲ့ဟာကိုမအလာကိုအလွေတကူနဲ့တနတ်မဖောက်ပဲနဲ့ပြန်ပေးလိုက်ရတယ်တိုက်တဲ့ခါကျတော့အသက်သွေးတွေအကုန်လုံးခြာနေပြီးတော့နောက်ဆုံးကျတော့เนาะသူတို့ကောင်းစားရဲ့အတွက်ပြန်ပြီးတော့เนาะအဲ့ဒီမလာကတနက်တစ်ချက်မှဖောက်ဖောက်ပေးနေကျွန်တော်တို့လာရှုပ်ပေးလိုက်ရပြီအခုဒီနေ့ကိုပေးဖို့အတွက်ဒီစက်တင်ဘာလနောက်ဆုံးเนาะအဲ့ဒီမှာပေးမယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ same council နဲ့ကျွန်တော်တို့ တွေ့ရတယ်။နောက်တစ်ခုကဒီ shunt down မှာဆိုလို့ရှိရင်မြို့တွေရွာတွေအဲ့ဒီမှာတကယ့် license မိကားတွေနော် license တွေကိုနေပြီးတော့တင်းတယ်။နော်အဲ့ဒီမှာကျွန်တော်တို့ဖမ်းတယ်။အဲ့ဒီမှာဆေးရအတွင်းမှာဆိုလို့ရှိရင်1500မိရှုဖြတ်စီလိုက်တယ်။နော်အဲ့ဒီတင်းတပ်ပုံကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဆိုတော့အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့လူတွေကဒီဆိုင်ကယ်တွေကိုသုံးပြီးတော့တော်လိုင်းရင်မှာသုံးဖြူတယ်เนาะတိုက်ခိုက်တယ်ပုံချေးတယ်မိုင်းထောင်တယ်စသဖြင့်ပုံကိုလက်ဖြစ်ပုံနဲ့ပြစ်လိုက်တယ်မစ်ရှင်တွေကိုဖော်တယ်စသဖြင့်စသဖြင့်เนาะအဲ့ဒီဟာကိုမလုပ်နိုင်အောင်အတွက်အဓိကရည်ရွယ်ချက်ကအဲ့ဒီ license မဲကားတွေ ီလို့ရှိရင်တော့ဆိုင်ကယ်တွေကိုသူတို့ဖမ်းဆီးတာဖြစ်တယ်เนาะဖမ်းဆီးတာဖြစ်တယ်ဆိုတော့ဈေးရအတွက်မှာ1500နီးပါးလောက်သူတို့မိရှုဖြစ်စေလိုက်တယ်နောက်တစ်ခုကကျွန်တော်တို့နိုင်ငံခြားတည်င်းကတော့ USA တည်င်းပဲဒါကကယ်လီဖိုးနီးယားမှာဆိုလို့ရှိရင်တကယ့်အကြီးကြီးဆန္ဒပြမှုတွေရှိတယ်ဘလောက်ထိကြီးကြီးလဲဆိုလို့ရှိရင်တော့အဲ့ဒီမှာเนาะ Marine တပ်တော်မှာထပ်ပြီးတော့900ထပ်တော့ပို့တယ်เนาะအဲ့ဒီမှာဖြေဆောင်တပ်ဖွဲ့2000ကိုပို့တယ်မနိုင်ဘူးမနိုင်တဲ့ခါကျတော့အခု Marine တပ်အယောက်ပေါင်း ခုနှစ်ရာကိုနေပြီးတော့ထပ်တော့လှုပ်တယ်အဲ့ဒီမှာစုပုံမှုနဲ့အများကြီးဖြစ်နေတော့မယ်အဲ့ဒါကိုနေပြီးတော့ဒီပြင်းနေအုတ်ချိုးရင်မှုကနေပြီးတော့ထရန့်ကိုနော်သမ္မတထရန့်ကိုနေပြီးတော့တရားစွဲမယ်ပြောတယ်ဒေါနာထရန့်ကလည်းကျွန်တော်တို့သမ္မတထရန့်ကလည်းသူကလည်းအဲ့ဒီအုတ်ချိုးရင်မှုကိုဖမ်းဖို့အတွက်အမိန့်ချတာကိုကျွန်တော်တို့တွေ့ရတယ်ဖမ်းမယ်နော်အဲ့ဒါသဘောတူတယ်ဆိုတဲ့ဟာကိုနေနေတည်င်းတွေ့ရတယ်ဒါတော့ကျွန်တော်တို့အမေရိကမှာ တော်တော်ကိုစုပ်ပုံမှုတွေဖြစ်နေတယ်ဒီကယ်လီဖိုးနီးယားမှာဆန္ဒပြမှုတွေအကြီးကြီးဖြစ်နေတယ်ဒီ gate highway line တွေကိုတော့ပိတ်ပြီးတော့လူထုအောင်ကြွားမှုတွေဖြစ်နေတယ်အဓိကအကြောင်းအရာကတရားမဝင်တဲ့လူတွေကိုတော့အဒီမှာ concede ချက်တယ်ပြီးလို့ရှိရင်တော့အားလုံးဖမ်းတာတော့ဖမ်းတာအဖကုံဖမ်းတယ် like ဖမ်းတာကိုဆိုတော့အဲ့ဒီဟာကိုမချေနှက်လို့เนาะအခုဆန္ဒပြမှုတွေကကြီးကြီးဖြစ်နေတယ်เนาะအဲ့ဒီဟာကဆိုတော့เนาะအဲ့ဒါကနိုင်ငံခြားတည်င်းတခုနေနဲ့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ဂျွန်လ၁၀ရက်နေ့မှာတည်င်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင် पक्का सब्सक्राइब करने के खाना करने पे चार पेंच नो